ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကြည်စုံဝင်းရေးသားသောဝင်းစေကူကံမိသွေးရောင်းရန်ရှိသည်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါလေခင်ဗျာဝင်းစေကူကံမိသွေးရောင်းရန်ရှိသည်ကျုပ်ကရေတကြူသာကျုံမင်းမကကြောက်စဲသူအခုနေတာကမန္တလေးခင်ဗျာနွားရှုပ်သွားသလားဒီလိုလေးကျုပ်ကရေတကြူကဆယ်တန်းအောင်ပြီးမန္တလေးစီးကျောင်းကိုလာတက်တယ် ကျုံမင်းမကကြောက်စဲအထက်ကတက်ကနေဆယ်တန်းအောင်ပြီးမန်လေးဝိဇာသိပ်ပံတက်ကတို့လာတက်တယ်။စမ်းလာလိုက်လို့ဗျာ။တက်ကတို့ចောင်းသားတို့ဘာဝချစ်ကြကြိုက်ကြပြီးရသွားကြတာပေါ့။ကျုံတို့ကလေးစကားပြောရအောင်မယ်။ကျုံမင်းမခင်စင်ဝင်းနေရတာကြောက်စွန်းလို့မဟုတ်ဘူးဗျ။ကြောက်စဲသားတငယ်ချင်းမျိုးသားအောင်တွေပြီးလို့ကျုံအစွမ်းအစအလိုရတော့မင်းမမရနိုင်ဘူး။ဒီကောင်မျိုးသားအောင်တွေကောင်းတာနဲ့ရကြတယ် မြူးတန်းကသူ့ကောင်မလေးထားထားမြင်စီတွားတွေ့ရင်ကျုပ်ကိုအမြဲအဖို့ခေါ်သွားတတ်တယ်။သူတို့ချင်း၁၀တန်းကလေးကဖြစ်နေကြတယ်။တမျိုးသေးသားတွေသူ့ကောင်မလေးတွားတွေ့တိုင်းကျုပ်ကအဆောင်အပြင်ဘက်မှာတရားဦးထဲကြုံတောင်းတောင်းဆောင်းရပါများတော့ကျုပ်ကိုအားနာလာတာနဲ့တူပါရဲ့။ခိုင်ရှိဝါဆောင်ကမေဂျာတူအတန်းတူဇာတိတူထားထားမြင်တဲ့တငယ်ချင်းအခုကျုံမိမခင်ဆွေဝင်းနဲ့မိတ်ဆက်ပြီးတယ်။ဆက်မိတ်ဆက်ပြီးတဲ့နေ့ကဆိုရင်ကျုပ်ရင်တွေတုံကြီး ်မြားကကောင်းကောင်းအိတ်မပြောဘူးဘလို့ဖြစ်မှကိုမသိဘူးကျုပ်စိတ်တွေတအားလှုပ်ရှားသွားအခုမှစဉ်းစားကြည့်တော့အချစ်ဒိန်ဒလေးနဲ့ဖမ်းတာနေမှာပေါ့ဗျာကျုံမိမမို့ကျုပ်ပြောတာမဟုတ်ဘူးကျောက်ဆယ်အထက်တန်းအကျောင်းတုံးကဆိုစတာတဲ့ကျောင်းနဲ့အိမ်နဲ့အကူလေးကိုပဲစားဆဲဆောင်တော့အပေးခံရတဲ့အဲ့ဒီတော့သူ့မိဘတွေကလည်းတမီးကိုအမဲဆိုးရိမ်မကင်းဖြစ်ပြီးကျောင်းနဲ့အိမ်ကလွဲလို့ဘဲကိုမှမတော်ရဘူးတဲ့ တကယ်လို့မျိုးသေးကိုမတော်မဖြစ်တော်ရရင်လေသူ့အဖေအမေဖြစ်ဖြစ်သူ့အကိုဖြစ်ဖြစ်ပါသွားရတယ်တဲ့အဲထားထားမြင်နေဆိုရင်တော့ခွင့်ပြုတဲ့ဆိုလိုတာကကျုံမိမခင်ဆွေဝင်းနဲ့ထားထားမြင်တဲ့ကစတိတ်ကလေးကတငယ်ချင်းအရင်ခောက်ခောက်တွေ့ကံကောင်းကျင်တော့သူတို့နှစ်ယောက်ကဆယ်လန်းအောင်တော့လေတစ်နှစ်တည်းသူတို့ချင်းခွဲရမှာကြောက်လို့တက္ကသိုလ်ဝင်ဝင်ရှောက်တော့လေဓာတုဘေရကိုပဲအဓိကဦးစားပေးရှောက်ကြတဲ့ဟောအခုအဆောင်နေတော့လေတဆောင်နဲ့တခန်းနဲ့ယူပြီးနေကြတယ် ထားသမြင်ကလည်းတငယ်ချင်းကိုနှူးမှနှက်မှာပေါ့ကိုကြည်စောကြည်ရတာယူယူတတကြီးပါအေးသဘောကောင်းလိုက်တာလဲညီးအမြင်ပဲကိုမျိုးသားမေးကြည့်တော့သူ့မှာကြီးစားမရှိဘူးတဲ့เจ้ามาเลยบดุมาป้องเต็นน่ะหมอกูสาเบ้ผัดผัดนี่ตะเบ้มาเลยมาถั่วพูเดอะคู่กูမျိုးตั้นตาคินล้นโหอพอไล่ล่ะกากอมมาไส้กูไม่ล้วนเนี่ยงาเปาะไปเมบาญาป่อเลยตะนี่มะหุน้าต้วนนี่รอจ้องไม้มาคินเสวินแลไม่เสร็จไปเดนี่มาเบ้ ဟန်ဆောင်တာမျိုးမဟုတ်ဖက်နဲ့လိုက်လိုက်လဲလဲလိုလိုလားလားရှိရှာပဲတငယ်ချင်းစုံတွဲကျေးဇူးပေါ့လေဒီလိုနဲ့ရှာရှာပါပါရီးစားလေးတယောက်ရလားကျုပ်တို့စေးကြောင်းသားခစ်တုံးကခုလိုဆရာဝန်စီးတော်တော်ကောင်းလေးတာနောက်တနေ့မှဆရာဝန်ဖြစ်လာမယ်လောင်းနေရလို့ဆိုတိတ်မျက်နှာပွင့်တယ်အဖေအမေနဲ့ဘုရားသခင်ကျေးဇူးတွေလည်းပါတာပေါ့ဗျာစေးကြောင်းသားဆိုတဲ့ဂုံမုတ်ကြောင့်သာကြိုက်ချင်ကြိုက်လို့ရမယ်ကျုပ်ယောက်ကခင်ဆွေဝင်းနဲ့ဘာမှမဆိုင်ဘူး ခင်လို့ပြောရရင်နားတယ်ပေါ့ဗျာဒါပေမဲ့ယောက်ျားတော်ပြီးသားတယ်ထောင်ထောင်မောင်းမောင်းပါစိတ်တက်ကြောက်တဲ့အဆင်တော့မရောက်သေးဘူးကိုအံ့ကြောင်နဲ့တူတယ်လို့ကျုံမင်းမကပြောတာပဲကျုပ်ကသာအံ့ကြောင်နဲ့တူတာခင်စင်ဝင်းရုပ်ကစုံးမြတန်တာမျက်နှာမျိုးလေးချိုချိုအေးအေးရင်းရင်ကျေးကျေးတိမ်တိမ်မွန်းဝင်နဲ့အိမ်ပြန်လာရင်အမောပြေနိုင်တဲ့ယုံမျိုးညွန်ထားတာများများတော့လားမသိဘူးတကယ်ပြောတာပါလူရှိသူရှိတော့မခေါ်ဘူး ကျုပ်တို့နှစ်ယောက်တည်းဆိုရင်ကျုပ်ကခင်ဆွေဝင်းကိုစောမြတန်နာကြီးလို့ပဲခေါ်တယ်။အတန်ရုံဖောက်ညီစွာပဲသူကလည်းကျုပ်ကိုကိုအံ့ကျော်တဲ့။ကျုပ်စကားလို့ပဲရောက်ကုန်ပါလေ။ကျုပ်ကလည်းဒါမျိုးပြောရမယ်ဆိုရင်အမြုပ်တစီစီနဲ့ဩအစကပြန်ကောက်ကြရအောင်။အခုလက်ရှိမန္တလေးမြို့ရဲ့မထင်မရှားရက်ကွက်လေးတစ်ခုမှနေတယ်။ဘလို့ဘာလို့မထင်မရှားရက်ကွက်မှနေရတာလဲဟုတ်။ထင်ထင်ရှားရှားရက်ကွက်မှမနေနိုင်လို့ပေါ့ဗျာ။ မည်းကဆရာဝန်ဆိုလိုက်တာနဲ့ထင်ရှားတဲ့ရုပ်ွက်မှာပဲနေရမယ်လို့သတ်မှတ်ထားသလားအင်းလေခမည်းထင်တာလဲမှန်ပါတယ်ဆရာဝန်တွေဟာထင်ရှားတဲ့ရုပ်ွက်တွေမှာပဲနေကြတာကိုခင်ဇွေဝင်းနဲ့ရတော့ကျုပ်ကကြောင်းမပြီးသေးဘူးသူကကြောင်းပြီးပြီးချင်းကျုပ်ကနဘူးနစာလောက်တာနဲ့ကျုပ်ကြောင်းမပြီးခင်ယူပြစ်သွားတာအဲ့ဒါခုထိခင်ဇွေဝင်းကပြောမပြီးဘူးလေမရရန်ဖြစ်တိုင်းကြောင်းမပြီးပဲမိမယူတာကိုပဲအပြစ်လုပ်ပြီးပြောမပြီးတော့ဘူး ဒီမိမာကလည်းတမိစားဘွားတော်ကသဘောကောင်းသလောက်လင်မယားဖြစ်တော့ကကြီးကကြောင်နဲ့ကျုပ်လည်းကြောက်မပြေခင်မိမာယူပြီးတော့ကိုဒုက္ခကိုရှာထားသလိုဖြစ်နေတာပေါ့ကျုပ်တည်းမဟုတ်ပါဘူးလေခင်စီဝင်းနဲ့ဒုက္ခရောက်တာပါပဲသူမလည်းကြောင်းပြီးပြီးချင်းယောက်ျားယူလိုက်တော့အိမ်မှာမျက်နှာကောင်းကောင်းမရရှာဘူးအိမ်ကိုလှုပ်ကြွေးဖို့နေနေသားသားသူ့အဖေမျက်နှာနဲ့သူတို့မျိုးကကုံသွယ်ရေးမှာအလုပ်ဝင်လုပ်ပြီးသူ့ရသမျှအလားကသူ့သုံးနာနဲ့ကုံနာပါပဲ ကြောင်းပြီးတယ်ဆိုရင်ပဲရောက်ဖမလူကသူတို့ကြောက်စဲမှာစေကန်းဖွင့်ဖို့ခေါ်ရှာပါတယ်။ကျုံမိမ့်မကလည်းသူတို့စီမှာပဲဖွင့်ဖို့စီယုံတယ်။ကြောက်စင်းစားကြည့်။မိမ့်မပဲလိုက်သွားလဲရေစကြိုကကြုံမိပါတွေကချီမမဟုတ်ဘူး။ပထမတော့ခင်ဆူဝင်းကိုအလုတ်ထွက်ခိုင်းပြီးကြုံမိပါတွေစီကိုလိုက်ဖို့စီယုံကြည့်သေးတယ်။ကျုံမိမ့်မကလည်းခေါင်းမာတယ်။မလိုက်နိုင်ဘူးတဲ့။တော့ပါသားတွားခြင်းရင်တယောက်ထဲသွားကျုံသမီးလေးကိုတော့တော့တော့မထည့်နိုင်ဘူးတဲ့။ဒီမိမ့်မကတမျိုးပါလား။ ယောက်ျားပဲမိမပါရဲ့လို့နှစ်ဖက်မျှပြီးမကြည့်တယ်ဘူးတပိုးလေးရှိတယ်နဲ့တူပါရဲ့အချင်းအနေကတိတ်တင်းမာနေတော့ကျုပ်ဘာလို့ရမှမသိဘူးနောက်ဆုံးတော့မှားတာမှန်တာကိုမစဉ်းစားနိုင်တော့ဘူးအေးမင်းတို့ကြောက်စရာလဲလိုက်မနေနိုင်ဘူးငါတို့ရေစကြိုလဲမင်းလိုက်နေစရာမလိုအောင်ကြားချပြီးမန်းလေးမှာပဲအခြေချမယ်လို့ပြောတော့တော်ဘာကြောင်တာလဲတဲ့ဒီမိမပြောလိုက်ရင်ဒီလိုကြီးပဲဘယ်ရမလဲကျုပ်ကလည်းယောက်ျား ။ "तू နားမလဲမချင်းအကြောင်းအမျိုးမျိုးပြပြီးပြောတာပေါ့။အိမ်တော်ပဲဆိုတာမိဘတွေနဲ့အတူနေရတာထက်ခွဲနေတာကကောင်းတယ်။အတူနေတော့အဆင်ပြေရင်တော်ရဲ့မပြေရင်မကောင်းဘူး။အတူနေတယ်ဆိုတာမလွယ်ပါဘူးကွာ။ကို့မိဘတွေကတာသမီပဲအတူတူချစ်တာပေါ့။ဒါပေမဲ့အိမ်တော်မကြသေးတဲ့တာသမီတွေကကြေးတိုက်ပြောရင်လူကြီးတွေအုံနောက်ချောက်ရတယ်။ပါပဲဖြစ်ဖြစ်မိဘဆိုတာအိမ်တော်တွေနဲ့ဆိုင်အတူနေလူလစ်တွေကိုပို့ပို့ပြီးဦးစားပေးကြတာပေါ့ ဒီတော့ကွာခွဲနေတာအကောင်းဆုံးပဲတို့မြန်မာစကားပုံရှိတာပဲနီးတကြက်ကြက်ဝေးတသက်သက်တဲ့နီးလို့တကြက်ကြက်ဖြစ်နေရတဲ့ဆိုင်ဝေးဝေးကနေပဲတသက်သက်လွန်ရတာကပိုကောင်းတာပေါ့တတိယလို့မိဘညီကိုမောင်နှမတွေ့ကျင်နေဆိုရင်လဲမန်းလေးနဲ့ကြောက်စရာဆိုတာရေအိုးရေမဟုတ်ပဲဥစ္စာမနှက်သွားညက်နေပြန်လှုပ်လို့ရတဲ့ခီးပဲဒါလေးတော့ကိုစကားနားထောင်စမ်းပါမင်းစကားနားထောင်ပြီးမင်းတို့စီလိုက်နေရင်လဲကိုတို့ဘက်အတိုက်ဝင်းတွေကပြောလို့ပြီးမှမဟုတ်တော့ဘူး အခုတော့ကို့ဆူမျိုးတွေကအတန်လွှင့်နေကြပြီဒီကောင်ចောင်းပြင်းရင်မိမဘက်ကတိမ့်သွားမှာပါလို့ပြောနေကြတယ်ကိုကသူတို့ကိုဂရုမစိုက်ပါဘူးမင်းပတ်လဲလိုက်နေနိုင်ပါတယ်ဒါပေမဲ့အိမ်တော်တယ်ဆိုတာခွဲနေတာအကောင်းဆုံးပဲကို့ဘာသာခွဲနေတော့လွတ်လပ်တာပေါ့လူကြီးတွေနဲ့ဆိုသူတို့ရှိမှစင်ကျင်နေရတော့ကိုတို့လင်မရမလွတ်လပ်ဘူးပေါ့ကျုပ်အပြောကောင်းလို့ပဲလားသူကပဲတမင်အလျှော့ပေးတာလားမပြောတတ်ဘူးကျုပ်စကားအတီးဖြစ်သွားတယ် မန်းလေးလိုက်နေမယ်တဲ့တော်ကအဝင်းတို့မိသားစုကိုတင့်တယ်အောင်ထားမှလားတဲ့တောင်းဆိုလိုက်တဲ့ဂရိဝန်ခံချက်တွေများသလားမမေးနဲ့ကျုပ်ဆရာဝန်တယောက်ပဲသူများသားသမီးယူထားပြီးလက်ဝတ်တရားမကြည့်ပဲဖြစ်ထားပါမှာချစ်လို့ယူထားတဲ့မရပဲမိမပေးစားလို့ရတာမှမဟုတ်တာမိမတယောက်ကိုဝမ်းဝါယုံတယ်မဟုတ်ဘူးခါလာအောင်မှဆင်ရမှာပေါ့ကျောက်ရှိကကျောင်းဆင်းသွားကြတဲ့အကူကြီးအမကြီးတွေဆိုရင် ကားတဝီဝီဆိုင်ကယ်တခုံးခုံးနဲ့တွားလာနေကြတာကျုပ်မျက်စီရှေ့တင်မဲ့ဥစ္စာကျောင်းကကျုပ်ဆရာကြီးတွေဆိုရင်လည်းနောက်ဆုံးပေါ်ကားရီးနဲ့လာကြတယ်ဆရာ BS ကိုလေးတရားဟုတ်ပဲစပိန်နဲ့ကျောင်းလာတာမြင်ဘူးတယ်ဒါလည်းတသက်စီးတာနေမှာပါအိမ်မှာတော့ကားရှိမှာပေါ့ဆရာဦးမောင်မောင်ဆိုရင်၃လလာမှာနောက်ကားတစ်စီးပြောင်းစီတာကျုပ်တိတာပေါ့ဆရာဝင်ဘွဲ့ဆိုတာငွေလုံးဆက်ဥစ္စာမစားရဝါခမန်းဖြစ်အောင်ခင်ဆွေဝင်းကိုပြောပြတာပေါ့လေထဲမှာတုံးနဲ့တိုက်ကြီးစောက်ပြလိုက်တယ် မိမကတည်ရီတယူယူဖြည့်ပြီးသဘောမနှောခွေနေပုံများခုတတိမျက်စီတွေကမထွက်ဘူးကျုပ်မန္တလေးမှာတိတ်လှုပ်ရှားရတာပေါ့စီเจ้าကပြီးအောင်ចောင်းတက်က6နှစ်ခွဲရဲအလုတ်တင်ဆရာဝန်တစ်နှစ်ရဲစုစုပေါင်း9နှစ်ခွဲကြာတဲ့ဥစ္စာဒါတောင်ဘယ်အတန်းမှမကြမှာကျုပ်ကတော့ចောင်းပြီးအောင်9နှစ်ကြာတယ်အိမ်တော်တစ်ဖက်နဲ့ဆိုတော့ဗျာတိတဲ့အတိုင်းပဲမိမရှိတဲ့ကြောက်စဲပြန်နေတာပဲစနေတနင်္ဂနွေတွေမဟုတ်တော့ဘူးကြားတဲ့လက်ရင်လက်တလို့မိမနာကြီးရောက်နေတာ မအောင်လိုက်ကြလိုက်နဲ့ကိုးနှစ်နဲ့ကြောင်းပြီးတာတောင်ကံကောင်းကိုးနှစ်ကြီးများတောင်ကြာတော့မန္တလေးမြို့ကို့မြို့တပိုင်းဖြစ်နေပြီလေကျောင်းကအပေါင်းအသင်းတွေမဟုတ်တော့ဘူးအပြင်ကအပေါင်းအသင်းတွေကလည်းများတာပေါ့ကျုပ်ကကျောင်းစာထက်စာရင်အပြင်စာကိုပိုပြီးစိတ်ဝင်စားတာဗျစာသာမရေးပြတာစာပေလိုက်စားတယ်ဆိုတော့ဟိုတလုံးကဂန္ဓာရခီးတယ်ဘာသာပြန်နဲ့နှကမ်းမွေးကိုဘုံမြင့်တို့ကိုငယ်ကြောက်စဲတို့ ောင်နေထွက်တော်ဆိုတာကျုပ်အဖွဲ့ပြီပေါ့ပြောချင်တာကမန္တလေးသားတစ်ပိုင်းဖြစ်နေပြီဒီတော့မန္တလေးမှာစေကန်းဖွင့်စားရင်လည်းအဆင်ပြေရမှာပေါ့ပြောလို့သာပြောရတာမိမကကျုပ်ဇာတိရေစကြိုလိုက်နေပြီးစေကန်းဖွင့်တာပေါ့ဆိုရင်လည်းကျုပ်သဘောမတူပါဘူးကျုပ်အရင်နဲ့ကျုပ်ကလည်းဖြစ်မှာမဟုတ်ဘူးရေစကြိုတစ်မျိုးလုံးကကျုပ်ကိုမသိတယ်လို့မရှိဘူးကို့ငယ်မွေးခြံပေါက်နေရဆိုတော့ အခုကျုပ်ဆရာဝန်ဖြစ်နေတာတော့ဘယ်သူကမှဆရာဝန်လို့အတိအမှန်မပြုကြဘူးဟဲ့ကောင်ကြီးကြည်စော်ဝင်လို့ပဲခေါ်ကြတယ်ဆရာအခေါ်ခံရင်တော့မဟုတ်ပါဘူးကျုပ်ကဘယ်သူကမှဆရာလို့မထင်ဘူးဆရာလို့လည်းမခေါ်ကြပါဘူးအိမ်ကမိဘတွေကစမ်းစီစားငပိငချောက်ရောင်းတော့ပူးဆိုးတာပေါ့ဈေးဝယ်တွေအပြစ်တော့မဟုတ်ပါဘူးလေဈေးဝယ်လာရင်ဟဲ့ကောင်လေးစမ်းတပြီလောက်ပေးတယ်စီ၅ချက်တားလောက်နေပဲကျုပ်မြင်ကျုပ်ကိုပဲခိုင်းကြတယ် ျုပ်ကလည်းသူတို့မျက်စီအောက်တင်လူဖြစ်လာတာဆိုတော့ဆရာလို့မမြင်နိုင်ကြဘူးဟိုတုန်းကလည်းဒီလိုပဲခိုင်းလာကြတာမဟုတ်လားအဲ့ဒီတော့ရေတကြိုမှာစေကန်းဖွင့်လို့ဘယ်ဖြစ်မှာလဲလင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်တိုင်ပင်ပြီးကျုပ်တို့လင်မယားရဲ့တမီးလေးဟေမာကြည်စော်ရဲ့တားမီတားဖောက်သုံးယောက်နေဖို့အင်္ဂလိပ်တစ်လုံးလိုက်ရှာအခုနေတဲ့အင်္ဂလိပ်တစ်လုံးရတာပေါ့စောစောကပြောသလိုပဲကြောင်ပြီးစားဆရာဝန်ပေါက်စားဆိုတော့ဘာအရင်နေ့မှရှိသေးတာမဟုတ်ဘူး နှစ်ဖက်မိဘကဝိုင်းထောက်ပံ့လွှတ်လိုက်တဲ့ငွေကလေးပဲရှိတာဆိုတော့မထင်မရှားရွက်ွက်ကလေးမှာပဲငှားနေနိုင်တာပေါ့အခုအင်ကလေးမှာနောက်တလားလောက်ကြာတော့စေကန်းဖွင့်ဖို့စတင်စေကူရရောကျောက်နံမီကဒေါက်တာကြည်စော်ဝင်းမိမနာမည်ကခင်ဆွေဝင်းဆိုတော့လေမယားနှစ်ယောက်စလုံးနာမည်ပေါအောင်ဝင်းစေကူကန်းလို့နာမည်ပေးလိုက်ပြီးအင်းရှိတကားပေါအထက်နားမှာချိန်ထားလိုက်တယ်စေကန်းနာမည်ဆရာဝန်နာမည်စေကန်းဖွင့်ခြင်း ကြက်ချီလေးစိုက်ပုတ်တွေအကုန်လုံးကိုကိုငယ်ကြောက်စဲကရေးပေးတယ်အဲ့ဒီတော့ကကြောက်အောင်မိတာကအဲ့ဒီဆိုင်မုတ်ချိတ်လိုက်ရင်လူနာတွေတန်းစီပြီးအလိုလေးအောင်မိုးပေါ်ကကျလာမှပဲထင်ခဲ့တာဘယ်ဟုတ်မလဲစေကန်းဖွင့်တဲ့အထိတ်မှဖြစ်အရက်ထဲကလူကြီးလူကောင်းတွေရဲ့ရဝတအဖွဲ့ဝင်တွေရဲ့အိမ်နီးနာချင်းတွေရဲ့ဖိအပြီးစမူစာနဲ့လက်ဖက်ရည်အဝတိုက်တော့စားချတောက်ကြရင်ပြောလိုက်ကြတာကိုယ့်ရက်ကော်ထဲမှာစေကန်းရှိတော့ကောင်းတာပေါ့ အရေးတဲ့အကြောင်းလေဆိုရင်နီးနန်းနားအကူရတာပေါ့ကျုပ်တို့ရက်ွက်ဂုံယူစရာပါဗျာမိသားစုနေထိုင်မှာကောင်းရင်အားပေးရမှာပေါ့စုံလို့စုံလို့အားရစရာပါပဲဒါပေမဲ့လက်တွေမှာတော့လူနာကတနေကုန်တော့၄၅ရောက်ပုံမှန်မလာခြင်းဘူးအေးလေအဆမလို့ပါနောက်တော့များလာမှာပေါ့လို့ကိုကိုကိုစိတ်သက်တာရအောင်တွေးပြီးလူနာလာရင်လွတ်သွားမှာဆိုလို့ဘယ်မှမသွားပဲဒေါက်တာအိမ်မြဲလုံနေလိုက်တာမှုတက်မတက်ပါပဲ အရက်ထဲမှာနေတာကြာလာတော့ရက်ကွက်နဲ့ရင်းနှီးလာတယ်။အတိများလာတာတော့မဆိုးပါဘူး။တလထက်တလပိုးလာတယ်။ဝင်ငွေလည်းမဆိုးပါဘူး။လူနာများတိုင်းလည်းအထင်ကြီးမနေနဲ့အိုးမြ။ဆရာဆာဖာလေးတပြားလောက်အင်္ဂါကလေးအနာကျိတ်သိမ့်ချင်လို့။ဆရာဘတ်စပရူလေးနှစ်ပြားလောက်လုပ်ပါဦး။ခုတလောခေါင်းတွေကိုက်ဇကြောတွေထိုးနေလို့အန်ဒီတွေးချင်ပြီးပေးစမ်းပါဦး။ဆိုပြီးလာတဲ့လူနာတွေကအများကြီးတခါတလေတနေကုန်လို့စဉ်းစားကြည့်တယ် ိမ်မာတော့သူများအမြင်မှာလူနာအဝင်ထွက်ရှိနေတာပဲကျုပ်မှာတော့တပြားမှမရလိုက်ဘူးတစိတ်ကလေးဆရာဖြစ်မှန်းမသိဖြစ်လာခမရပဲစဉ်းစားကြည့်ဗျာဆရာဝန်တယောက်လုံးလုံနေပြီးတော့ဆယ်ဖာတပြားဘူးဘတ်စပရိုတပြားဘူးကိုပတ်စံယူလို့ကောင်းမလဲလားသူတို့ကလည်းအလကားမျောလင့်ပြီးလာတောင်းတာပဲဟန်ဆောင်ပါဆောင်တော့ဆရာဘလောက်ကြာလဲဆရာဘလောက်ကြတော့ရမလဲဆိုတာမေးတာပေါ့ခမရကိုယ်တိုင်ပဲကြုံနေရဝန်ကြီးစမ်းပါ ခမရသာဆရာဝန်ဆိုလဲကြုတ်လို့ပဲဖြစ်မှာပါစေကန်းတက်ကြလာတာနဲ့အမျှလူနာဖောက်တယ်လို့လဲများလာတယ်ကျုပ်တို့မိသားစုလဲလူလူတူတူပြောင်ပြောင်ရောင်ရောင်ဖြစ်လာပြေးလဲလာတယ်ဆိုပါတော့ကျုံမိမနဲ့တမိလေပဲမှာဆွဲကြိုးလေးတွေတန်းလန်းတန်းလန်းနေပေါ့ကျုပ်ကသာဆရာဝန်ရုပ်မပေါက်ရှိမယ်ခွင်စီဝင်းကတော့ဂုတ်သားတွေတက်မိငှက်ထက်တွေတက်လာပြီးကတော်ရုပ်ပေါက်လာတယ်ဆရာဝန်ဖြစ်လို့မှနှစ်ရက်နဲ့တပိုင်းရှိသေးတယ် ကြုံမိမကဘယ်ကဘလို့စိတ်ဖောက်လာတယ်မသိဘူးယောဂဝင်လာတယ်ဆိုင်ကယ်စီးကျင်တဲ့လေဖြစ်မှဖြစ်ရသည်ဒီခေတ်ဆိုင်ကယ်တစည်းရဲ့တံမိုးကလည်းနဲတာမှမဟုတ်တာသူကဆရာဝန်ကတော့ပါကျုပ်ကိုယ်တိုင်ကဆရာဝန်ဆိုင်ကယ်ဘယ်ကမလဲနောက်ဆုံးပေါ်လင်စာကားကြီးစီးကျင်တာပေါ့မဝယ်နိုင်သေးလို့မဝယ်တာသူ့ထက်တောင်စီးကျင်သေးဒီမိမလောဘတက်ပုံပြောပါလေအခုရတဲ့ဝင်ဝင်နဲ့မတင်းတိမ်နိုင်သေးဘူးဆရာဝန်ပေါက်ဆအနေနဲ့ စားပြီးတောက်ပြီးတလတထောင်လောက်ပို့တော်ရော့ပေါ့အခုတော့မဟုတ်ဘူးတော်စီကန်နောက်ထပ်တနေရာဖွင့်အောင်တဲ့အိမ်ရဲ့နောက်တနေရာရဲ့ဆိုတိထက်ပို့ဝင်မလဲကျုပ်ကိုခိုင်းစားတာပြောပါလေကျုံမလဲသူများသားသမီးယူထားတော့သူစိတ်ချမ်းသာအောင်လက်ရောတဲ့အနေနဲ့ခုနေရာကနေဖះကြီးကြောက်စစ်တန်းပတ်မှာနောက်တနေရာတိုးချဲတာပေါ့စပေါ်900တလ200နဲ့ညနေဆိုရင်ကျုပ်တို့နေတဲ့ရက်ကောက်ကနေ ဖျားကြီးဘက်ကိုလင်မယားနှစ်ယောက်စပိနေစီနဲ့စီကံတွားဖွင့်ကြတယ်။အိုးပြောမနေနဲ့ဆရာဝန်မရှိတဲ့နေရာမရှိဘူး။ဟိုနားလည်းကြက်ချင်းကြီးဒီနားလည်းကြက်ချင်းကြီးကြောက်ဖွင့်တဲ့ကြောက်စင်တန်းတနေရာတည်းကိုဆရာဝန်ငါးဦးရှိတယ်။ကြောက်စီကံမှာလူနာမလာဘူးတော့မဟုတ်ပါဘူး။တညက်နေ၃လေးယောက်တော့လာပါလေ။ဒီ၃လေးယောက်ကရတဲ့ဝင်ငွေနဲ့တော့ကျုပ်တို့အိတ်ထဲဘယ်ရောက်မလဲ။စီကံလာကတာတာလောက်ပဲရတာပေါ့။စီကံဖွင့်လို့တနေ့ကြော်ကြော်လောက်သာကြားသွားတယ် စေကန်းဝင်လို့ခရက်ကတက်မလာဘူးကြာတော့ကျုပ်တင်မဟုတ်ဘူးကျုပ်မိမပါစိတ်တက်ကြတာကျုပ်တို့နေရာကနေကြောက်စစ်တန်းထီတွားရတဲ့ခီးကနီးတာမဟုတ်အိမ်စေကန်းကလည်းတနေကုန်ထိုင်တော့မှလို့မဟုတ်ဘူးဆရာကကျမတို့လူနာအရေးကြီးလို့လာတိုင်းဆရာကမတွေ့ရဘူးတဲ့အဲ့ဒီတော့တခြားစေကန်းတွားပြရတာပေါ့တဲ့ဒီလိုနဲ့အိမ်စေကန်းဖောက်တယ်ကလည်းလွတ်ကုန်တယ်ထီးတင်ပွဲလဲမမီစွန့်တော်ကြီးပွဲလဲလွတ်တဲ့ရွာစော်ခွေးကြီးလိုဖြစ်နေပြီ။ အိမ်စည်းကမ်းဝင်ကလည်းတစ်နှစ်တခြားရော့လိုက်လာတယ်။ကျုပ်ကတော့စိတ်သက်ကြစားပြုတ်လာပြီ။ဆရာဝန်အလုပ်ကိုစိတ်ကုန်လာတယ်။သူများနေထိုင်မကောင်းမှကိုပတ်စံရတာဆိုတော့ဆူတောင်းတိတ်ခတ်တယ်။ကိုများများရဖို့လူနာများများလာပါစေလို့ဆူတောင်းရတာကလည်းအခက်။ကျုပ်စိတ်သက်ကြတဲ့လောက်ကျုံမိမှကတက်ကြွနေတယ်။တနေရာမကောင်းတနေရာပြောင်းမယ်လေ။လူဆိုတာဒီလိုပေါ့ဒီနေရာမှာမအောင်မြင်ပေမဲ့တခြားနေရာမှာအောင်မြင်နိုင်တယ်လေ။ အရေးတဲ့ကြုပ်ကိုတရားလာချနေသေးတယ်။ဒီမိမကိုတိုင်းသာဆရာဝန်ဖြစ်ရင်မလွယ်ဘူး။ကာစီကံပြောင်းလိုက်ပြန်ပြီဖြူ။အခုစိုင်းတန်းဘက်မှာအစိုးရခန့်ဆရာဝန်တယောက်ဖြန့်သွားတဲ့နေရာ။သူကနေပြောင်းသွားလို့စီကံအားနေတယ်တဲ့။ကြုံမိမဘယ်ကဘလို့အဆက်အသွယ်ရလာတယ်မသိပါဘူး။ဒီမိမအတတ်နေပုံကြည့်ပြီးကြုံတအားရင်ချင်တယ်။ဖြစ်မှာဖြစ်ရလိမ့်။ဒီစီကံမလဲဘာထုမလဲဗျာ။ရှေ့ကအတိုင်းပေါ့။ လူနာမလာတစ်ချက်လာတစ်ချက်ပေါ့တနေ့မဟုတ်တလမဟုတ်တော့ကျုပ်လည်းရှက်လာစေးကူတဲ့လုပ်ငန်းရမှာမဟုတ်ပါဘူးဘယ်လုပ်ငန်းဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ငန်းအောင်မြင်စေချင်တာပေါ့ဗျာစေးကူတဲ့ဆိုတာအင်မတန်မုံမြတ်တဲ့အလုပ်ပါဒါပေမဲ့ကျုပ်လုံနေရတာကစေးကူစားတာဖြစ်မနေဘူးလားလူနာမလာရင်ပတ်စံမရဘူးတနည်းအားဖြင့်လူနာမလာရင်စိတ်ဆင်းရဲနေရတယ်ဘယ်လောက်အကူတို့ကြီးလိုက်ကလေးဘယ်မှာမုံမြတ်တော်လို့လဲ ကျုပ်ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဒီတော့ကျုပ်ဘာလုပ်ရမလဲစည်းကမ်းမအောင်မြင်တဲ့ဆရာဝန်ဆိုတာဘုန်းကြီးလူတွေလိုပဲတောင်မကြမြောက်မကြရေရတယ်ကျုံမင်းမလည်းဒီတစ်ခါစိတ်သက်ကြလာတယ်ခါချင်းကောင်မန်ကြီးတောင်ကြီးဖြုံမဲ့ကြံခါကမတန်ဖြစ်နေပြီမဆုမဘူးရလို့ကတော့စည်းကမ်းပိုင်ရှင်ကိုလှုပ်ကျွေးရလို့ဖြစ်မနေဘူးလားကျုပ်ဘက်ကတော့ခမည်းတည်တဲ့အတိုင်းအားကုန်နေပြီကျုပ်ကလည်းဆရာဝန်ပညာနဲ့ပဲစီးပွားရှာတတ်တယ် ျုပ်မှာပတ်စံကလည်းမိမစီးခြင်းနဲ့ဆိုင်ငယ်ဘိုးတော်မရနိုင်ဖြစ်နေမှတော့မိမကပတ်စံရတဲ့နီလန်းတွေရှောက်ကြံပြန်တယ်။တရုတ်တန်းစီအထယ်ရောက်နေတဲ့လုတ်ပြန်ပြီ။သူကိုယ်တိုင်ထွက်ရှာခြင်းနဲ့သဘောပေါက်ဒါတော့ကျုပ်သဘောမတူဘူး။ကျုပ်တိတ်ခါကြက်ဘယ်ဆရာဝန်ကတော်တွေများအလုတ်ထွက်လို့ကြလို့လဲ။သူအထယ်ထွက်ရောက်တာအရေးမကြီးဘူး။ကျုပ်ခွေးဖြစ်မဲ့ကိကျုပ်ညံပြင်းရကြက်မိမကလည်းဇွဒီအထယ်မှထွက်မရောက်ရင်တေမတက်ဖြစ်နေတယ် တကယ်အာဇာနည်မှသူ့အပြစ်တော်လည်းမဆိုတာဘူးပေါ့လေကျုပ်ဘက်ကမှမကြည်ပြန်လားသူ့အထယ်ရောက်ပြတဲ့ထားကိုအိမ်ကတမိအတော်ကကတိလင်နာဖြစ်နေပြန်ရောဒီတားမိသားအဖာ၃ရောက်တည်းရှိတာဆိုတော့ကျုပ်လည်းအာနေရင်ဟိုသားတည်သွားနဲ့တမိကိုအမြဲစောင့်ရှောက်နေနိုင်တာမဟုတ်ဘူးအထယ်မရောက်ဖြစ်ဖို့အရေးကိုမနေပြောอยู่ရတယ်မိမကတော့တခုခုကြံစီနေရမှနေနိုင်နေတဲ့တူပါရဲ့ ။တရက်ကြာတော့ကျုံမိမကသူ့မိဘတွေစီမရောက်တာကြားပြီးအလဲသွားကြရအောင်တဲ့။ဒါနဲ့ရွှေစီမန်းကားစီးပြီးကြောက်စဲသွားကြတယ်။ကြောက်စဲရောက်တယ်ဆိုရင်မဲမတွေ့တာလဲအတော်ကြားနေတော့ပြောလိုက်တဲ့စကားတွေပြောလို့မကုန်နိုင်ဘူး။ကျုပ်ကတော့ပြင်းလုံးလို့စောက်တအုံနဲ့နှစ်ပါးတွားနေလိုက်တယ်။သူတို့ပြောတာတွေကြုံလာတဲ့မကြတဲ့ချက်ကြားတဲ့ချက်ပဲ။ညီတို့ဘာတွေစုမိကြပြီလဲတဲ့။ဆိုင်ကယ်ပဲတော့ဝယ်မှလားလဲဆိုတာလဲနှစ်စုံနှစ်ပြားကြားလိုက်တယ်။ ညနေမိုးချုပ်လို့မန္တလေးကအပြန်ရွှေစံမန်းကားပေါ်ကျတော့ကျုံမင်းမကစိတ်ဖောက်လာတယ်။တမျိုးပါလားယောဂါပဲ။ကျုပ်ကပြောပုံများကြည့်ပါဦး။ဆရာဝန်ယူမိတာမှားတယ်လေဗျာ။သူများသားသမီးကိုများမှုချိုးနှစ်ချိုးကျုပ်ပြန်ဒီဆရာဝန်လေးဖြစ်ဖို့အရေးဘဝရဲ့သုံးပုံတစ်ပုံလောက်မြုံနှံထားခဲ့ရတာ။တလန်းလုံးပြောလာလိုက်တာကျုပ်မှရစရာကိုမရှိဘူး။သူ့မှာနာမည်ကြီးထမင်းငတ်တဲ့ သူညမခင်ဆွေလေးယောက်ျားများဆရာဝန်တော်မဟုတ်ဘူးဆယ်တန်းပိုင်အိုပြတဲ့ကျူရှင်ဆရာတဲ့ခုဆိုကိုပိုင်ဝမ်းချန်လဲဝယ်နိုင်ပြီပြီတိုယိုတာပစ်ကက်လဲဝယ်ပြီပြီတဲ့သူ့မှာတော့တိုယိုတာကားစီးရဖို့နေနေတာသားစိုင်းကယ်တောင်ဘိုးဘွားရိတ်တာရောက်တဲ့အထိစီးရပါမလားတဲ့ခင်ဆွေလေးအောင်ခင်ဆွေမင်းယောက်ျားကလည်းစိန်ပြာလောင်ယူမျိုးစုံလို့ရောင်းတာအခုကြောက်စဲတမျိုးတည်းတည်းမဟုတ်တော့ဘူးမန္တလေးအထိကျယ်ပြန့်နေပြီတဲ့သူတို့လည်းမကြခင်ဝိုင်းဝယ်တော့မှာ အခုလဲရွှေအိုယောင်စူပါကက်လေးဝယ်ထားတာရှစ်ခုပေးရတဲ့သူ့မှာညမတွေကြားမျက်နှာဘလောက်ငယ်ရတယ်မှတ်တယ်လေတဲ့အခုမန္တလေးပြန်ရောက်ရင်အလုတ်လုတ်မတဲ့တော့လှုပ်စားအာကိုနေလို့ကတော့ကျုပ်တို့သားမင်းတယောက်စလုံးလူဖြစ်မှာမဟုတ်ဘူးတဲ့ကျုပ်လဲဒေါသသာဖြစ်နေရတာဘာပြန်ပြောရမှန်းမသိဘူးသူလုံးမဲ့အလုတ်ကိုလဲကြည်အောင်လေမိသွေးရောက်မတဲ့ကောင်းသေးရဲ့လားကျုပ်ဝင်းစည်းကူကဆိုင်းပုတ်လေးမှာအာမနာယာယာဆတ်ဆတ် တရုတ်တန်းစီအထယ်ရောက်မယ်ဆိုတော့ကတော့ကျုပ်သဘောမတူခဲ့တာမိသွေးရောက်မယ်ဆိုတော့ကျုပ်ခွင့်ပြုมาတယ်လားကျုပ်စိတ်ဆူသလားမမင်းနဲ့အသားတွေကိုတဆက်ဆက်တုံလို့ဆရာဝန်ကတော့တယောက်ကမိသွေးတယ်လုံးမယ်ဆိုတာခမရပဲစဉ်းစားကြည့်လေကျုပ်ပြောရင်းတော့ဒေါသဖြစ်လာသူ့အဖေရဲ့မိတ်ဆွေတစ်တော်ဘက်ကပုပ်ကိုတူကကိုယ်တိုင်မိသွေးဖုတ်တဲ့အဲ့ဒါတမိလက်ကားယူချင်ရင်တော့ဆက်ပေးမယ်လို့သူ့အမေကအကြံပေးတယ်ကျောက်ဆယ်မိသွေးဆိုတာနာမည်ကြီး မန္တလေးတဝိုက်ကထွက်သမျှမိသွေးထဲမှာတော့အကောင်းဆုံးသူ့အမေကပြောတဲ့တမီးမိသွေးမူအထင်မသေးနဲ့တဲ့အိုးမကွာအိမ်မကွာတမီးစမ်းကြည့်ပါလားတဲ့ဒါနဲ့မိမမိသွေးရောက်မဲ့ဖြစ်နေတာဘာမပြောညာမပြောနဲ့ကြောက်စဲကပြန်လာပြီးနောက်တနေ့မှမိသွေးရောက်ရန်ရှိသည်ဆိုတဲ့စိုင်းပုတ်ကိုကျုပ်ရဲ့ဝင်းစည်းကူကန်းစိုင်းပုတ်ဖေးနှာမှာချိတ်ထားလိုက်တယ်မိသွေးရောက်ရန်ရှိသည်စိုင်းပုတ်ချိတ်တဲ့နေ့ကဆိုကျုပ်မနှဲစိတ်ထိတ်ထားရတယ် စိတ်အဆိုးလွန်ပြီးဒီမိမကိုရိုက်နှက်မိမှဆိုလို့နှကမ်းမွေးကိုဘုံမြင့်ဂန္ဓာရခီးတဲ့တို့ကိုငယ်ကြောက်စဲတို့စီစိတ်ပြေလက်ပြောက်ထွက်သွားတယ်ဒီမိမလှုပ်လိုက်ရင်အချို့ကိုမပြေဘူးလမ်းသားလမ်းလာတွေကစိုင်းပုံနှစ်ခုကိုကြည့်ပြီးတယောက်နဲ့တယောက်လက်တို့ပြီးပြုံးစီစီလုံနေကြတာကြောက်မမြင်မရှိမလားကြောက်တိတ်ခါကြလိုက်တာမပြောပါနဲ့တော့ဒီမိမမိသွေးရောက်တဲ့နေ့ကစပြီးစီလေကောင်းကောင်းမကူတော့ဘူးတဏီကုံရှောက်လေပြလိုက်တယ် ညဆိုရင်ညစည်းကကိုတန်းသေးတို့ကိုဘုံတို့စီရောက်နေတာများတယ်။ဒီမိမကလုံမရင်လဲဇွတ်အရက်ထဲမိသွေးလင်ဆက်တယ်လေ။တစားတစားနဲ့ကြုတ်အိမ်လဲမိသွေးဝဲတဲ့လူတွေနဲ့ဝင်ခလုတ်ထွက်ခလုတ်ဖြစ်နေပြီ။မိသွေးမှုံတွေကလွင့်ပြီးကြုတ်ဝင်းစည်းကဆိုင်းပုတ်လေးလဲတနစ်တချံမှိန်လာလိုက်တာ။သူမိသွေးရောက်တဲ့နေ့ကစားပြီးကြုတ်တည့်ရဲမှစိတ်မချမ်းသာဘူး။ကြုတ်စိတ်မချမ်းသာလေသူကရောင်းကောင်းလေးပဲ။ သူ့တကူလုံးလဲမီးသွေးမှုန်သွေးနဲ့မဲလို့လူရုပ်ကိုမပေါ်တော့ဘူးတပ်ပလီမာလာအောင်းမရတယ်ဟိုတုန်းကစောမြတန်နာရုပ်ကိုဘယ်တော့ရှာရမှန်းမသိတော့ဘူးသူကတော့လှုပ်ချင်တာလှုပ်ရလို့ပြောလို့ဒီထဲကျုပ်ကိုပြောသေးတော်ဆေးကူတာလဲပတ်စံရဖို့မဟုတ်လားတဲ့ကျုပ်မီးသွေးရောင်းတာလဲပတ်စံရဖို့ပဲတဲ့တော်ဆေးကဖွင့်စာတုန်းကလူနာမလာတဲ့နေရှိသေးတယ်ကျုပ်မီးသွေးကလာမွယ်တဲ့နေမရှိဘူးတော်လို့တော့ဆရာဝန်ပညာမတတ်ဘူးဒါပေမဲ့မီးသွေးတော့ရောင်းစားတတ်တယ်တဲ့ သူပြောမယ်ဆိုလဲပြောเสียရပဲလေကြာတော့အရက်ထဲကဟာတွေကကျုပ်အိမ်ကိုဆရာဝန်အိမ်လို့မအောင်မေတော့ဘူးမိသေးရောက်တဲ့အိမ်လို့ပဲအယိုးဆွဲနေကြပြီအိမ်ကမိမ့်မှလည်းပြီပြီမိသေးတယ်ပဲအမဲဇီးဝယ်တွေကိုပြောနေလိုက်တာသူ့ထက်ရောက်တတ်တယ်ဆိုတဲ့မိသေးတယ်တောင်မှသူ့လောက်ရောက်တတ်မှာမဟုတ်ဘူးဗါတဲ့ဒီမိသေးကကြောက်စရမိသေးရှင့်မြမပြီအထက်တိုင်းမှာတော့အကောင်းဆုံးမိမဖြတ်ဘူးမာတယ်အစိုက်ခံတယ်တပုံးကိုးချက်ပဲတပြားမှမလျှော့ဘူး တပုံချင်းယူလဲဒီစည်းပဲအိတ်လိုက်ယူလဲဒီစည်းပဲတဲ့ဇေးချူတာကြိုက်ရင်မရရမီးသွေးယူပါလားသူကတော့တပုံရှိချက်အစိုက်မခံရင်တော့မပြောနဲ့မီးဖြတ်တယ်ပူတယ်ကြည်စမ်းပြောနေလိုက်တာသူ့ကိုယ်သူဆရာဝန်ကတော်ဆိုတာမေ့နေပြီပြောလိုက်တယ်မီးသွေးတဲ့စကားတွေဒီမိမဖြန်ကြတာလဲတာတော့မပြောနဲ့မီးသွေးကတနေ့တခြားရောင်းကောင်းလာတော့မရရမီးသွေးပြင်ဦးလေမီးသွေးကိုလဲကြောက်စဲမီးသွေးဆိုပြီးလိန်ရောင်းတယ် ကြောက်ဆွေမိသွေးကိုလည်းမရေယာပြင်ဦးလည်းမိသွေးဆိုရော့ရောင်တယ်။ကျုံမိမဟာသူလှုပ်ချင်တာလှုပ်ရစီးပွားကလည်းတနေ့တခြားဖြစ်လာတော့ပြုံးလို့ပြောလို့ဒီမိမစီးပွားရေးလက်မြင်တာလည်းပြောမနေနဲ့တော့ကြောက်ဆယ်နယ်ကထွက်တဲ့များမိသွေးတွေကိုလဝကြီးအုပ်ထားပြီးမန္တလေးတစ်မျိုးလုံးသူ့ဘဲဖြန့်နေတယ်။ကျုံလည်းဖိုးသူတော်ဖြစ်မှန်းမသိဖြစ်နေပြီ။ဒီမိသွေးအတက်နဲ့ကြောက်ဆယ်တွားရတဲ့အခောက်ကိုမနေတော့ဘူး။ကျုံအခုတော့ခင်ဆွေဝင့်ကတော်ဖြစ်နေပြီမဟုတ်လား။အင်း ကျုပ်စေကန်းဖွင့်ကြွေးတုန်းကမှပူပန်နေရသေးတယ်။သူမိသွေးရောက်လာကအမြန်လဲတေးကြတယ်မရောက်ရတဲ့နေလဲမရှိဘူး။တညအိမ်ရဝင်ကနေတော်ထူးဆန်းအံ့ဩသွားအောင်ကျမလှုပ်ပြမယ်ဆိုပြီးဂရင်အောက်ကတစ်တာကြီးကိုဆွဲထုတ်ပြီးဖွင့်ပြတယ်။အပပါနဲတဲ့ငွေတွေလား။သူကြိတ်ဆူထားတာ။တော့ကိုရွှေအိုရောင်စူပါကပ်ဝယ်ပေးခြင်းလို့တဲ့။ကျုပ်ဖြုံးသွားတယ်။အခုမြို့ပေါ်မှာကျုပ်လျှောက်စီးနေတဲ့ဆိုင်ကဟာကျုပ်အစွမ်းအစနဲ့ဝယ်ထားတာမဟုတ်ဘူး။ ကြုံမိမမီးတွေရောင်းလာတဲ့အမျက်နဲ့ဝဲထားတာအခုဆိုကျုပ်စေးကန်းလည်းဖွင့်ကြရမလို့တော့ဘူးကျုပ်သွားခြင်းရဲ့နေရာရှောက်သွားလို့ရတယ်စေးကန်းဖွင့်ငယ်တော့ကခြေကျုပ်မိတဲ့လောက်အခုတိတ်လွတ်လပ်နေတယ်ကြုံမိမကကြောက်ဆဲသွားခိုင်းတဲ့အခါသွားပြီးရင်ကျုပ်အလုပ်ဘာမှမရှိဘူးမီးတွေတဲ့ယောက်ျားဆိုလဲဆိုလေကျုပ်မနာပါဘူးဟိုတနေ့ကကျုံမိမအိယာထမှာကျမကိုငယ်စီဆိုင်းဘုတ်တစ်ခုရေးခိုင်းထားတယ်လို့ကျုပ်မျက်နှာကိုကြည့်ပြီးခက်တီတီနဲ့ပြောတယ်။ဘာဆိုင်းဘုတ်လဲလို့ကျုပ်ကပြူးပြူးပြတာနဲ့မေးတော့ ထញ្ញက်ရပြီဆိုတဲ့စိုင်းဘုတ်တဲ့ဒီမိမဘာပေါက်တာကိုမီးသွေးကိုနိုင်အောင်တောင်မရောက်နိုင်မဲနဲ့တော်တော်စီးပွားရေးလောပစောတက်ဘယ်ကထញ្ញက်ယူရောက်มาလဲမိတော့တော်တော်ရေစကြူကထញ្ញက်ထွက်တာပဲကျမရောက်ခမလို့စီမှားမှာပေါ့တဲ့ကျုပ်မိမကိုဟန့်တာဟန့်လိုက်ရတာစိတ်ထဲကတော့ကြိတ်သဘောကြပြီတော်တော်စီးပွားရေးလက်မြင်တဲ့မိမလို့ကြည်စော်ဝင်းတာရမဂဇင်း1988ခုမေလာ2022 ဝတ္ထုတို့လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်မများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။